အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဒီနေ့အသက်50တိတိပြည့်ခဲ့ပါပြီအဲ့တော့တငယ်ချင်းမိတ်ဆွေတွေအားလုံးပေါ်မှာစိတ်နဲ့ကိုယ်နဲ့တည်ရပြုခဲ့တဲ့အဖြစ်တွေကိုရောမတည်ရပြုခဲ့သောအဖြစ်တွေအဖြစ်တွေကို နားလည်ခွင့်လွှတ်ပေးဖို့နူးညွတ်တောင်းပန်ပါတယ်ဟုတ်လားနောက်တစ်ခုကလူငယ်ဘဝမှာတခါတည်းကမှလူငယ်သွေးပေါ့ဗျနော်အဲဒီလိုလူငယ်သွေးကြောင့်မစင်မချင်းပြောခဲ့ဆိုခဲ့တာမျိုးတွေရှိခြင်းရှိမယ်စိတ်နဲ့ပြပမိကြတယ်လည်းရှိခြင်းရှိမယ်နှုတ်နဲ့ပြပမိကြတယ်လည်း ရှိခြင်းရှိမယ်။နောက်တော့ကိုသီလက်ရောက်အမူအရာဖြင့်ဖြစ်စေဟလာမိမိခြေလက်ဖြင့်ဖြစ်စေပြမခဲ့မိတာတွေလည်းရှိရင်ရှိနိုင်တယ်။ထို့သောကြောင့်တငယ်ချင်းညီကောင်မတော်တွေအားလုံးအပေါ်ကိုတောင်းပန်ပါတယ်။အဲ့ဒီတစ်ချိန်ကပြုခဲ့တဲ့အပြစ်တွေကိုရှိခဲ့တဲ့အပြစ်တွေကို ခွင်းလွှတ်ပြီးတော့နားလည်ပေးဖို့ခွင်းလွှတ်ပေးဖို့နော်အနှုံးညို့တောင်းပန်ပါတယ်အဲ့တော့တငယ်ချင်းတို့ဒီနေ့အသက်50ပြည့်ပေးဘဝမှာကြုံခဲ့ဆုံခဲ့တဲ့ဒုက္ခတွေဟာလာရောက်ခဲ့တဲ့ရခဲ့တဲ့အတောကတွေပြင်းဆိုင်ဖြတ်တန်းခဲ့ရတဲ့အခက်အခဲတွေကိုကိုအချိန်ရရင်ရသလိုမျှဝေတယ် ဲ့တော့ဒီနေ့အသက်50ပြည့်မွေးနေ့ဆိုတော့ပျော်ရွှင်ရတဲ့မွေးနေ့အဲ့တော့ဒုက္ခဒုက္ခတွေအကြောင်းမပြောချင်ဘူးအဲ့တော့ဘဝထဲမှာဖြစ်ခဲ့တဲ့ငိုရမလားရေရမလားမတိတဲ့ဖြစ်ရကလေးတစ်ခုကိုကိုယ်တိုင်ကိုဘဝမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ဖြစ်ရကလေးတစ်ခုငယ်စဉ်ကလေးဘဝကလေးဘဝမဟုတ်ငယ်စဉ်လူပြိုဘဝကကိုကိုတိုင်ယင်နဲ့ယင်ပြီးတော့ခံစားဖြစ်တည်ခဲ့တဲ့ဇာတ်လမ်းလေးတစ်ခုကိုပြောပြမယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ចောင်းသားဘဝအဲ့ဒီချိန်တော့ကျွန်တော်25လမ်းចောင်းပြ25လမ်းမှာအလကတိအဲဟုတ်တယ်25လမ်းចောင်းမှာကျွန်တော်ចောင်းတက်25လမ်းဆိုတော့အောက်ဘလောက်ပေါ့နော် 哦，讲到了，今朝以前那困难单，还有的困难单，然后今朝也可能今朝再你的搞嘛那个些单，都还很多个了嘛哩，喏，都那没呀，一毛的，一样啥的，哦，阿里开的话，一样开啥你的，没得没得要钱的呀，啊，把嘞，大部分说的没得没得，阿里没得没得呀。 တာဘူးလို့ပြောတယ်သူနဲ့ရုပ်အရန်ဆင်တယ်အရန်လာတယ်သူကလမ်း30မှာနေတယ်နော်အတိအကျတော့ကျွန်တော်ပြောသူလည်းလင်းနေပါရပြီခလေးလည်း6ယောက်လောက်9ယောက်လောက်မသိဘူးဖြစ်နေပြီဆိုတော့နော်နာမည်လောက်ပဲကျွန်တော်ပြောတယ်ဟုတ်လားဟိုအတိအကျကြီးတော့မပြောပြရစင်းတယ်သူသူ့ရဲ့ဘဝဟိုတွေနေလည်းရှိတယ်အိမ်တော်သားသမီးတွေလည်းရှိတယ်အဲ့တော့ကျွန်တော်ကအရင်ကြိုက်တယ်ကျွန်တော်ထိုင်တဲ့အခန်းကဒီလိုနေရန်ကအเจ้าနေရန်က တည်သားနေရဗျာကျွန်တော်တည်သားနေအောင်ကျွန်တော်ကောမချွန်နဲ့အပေါက်ပေါက်တယ်ဖောက်ပြီးကျွန်တော်သူ့ငန်းဖို့အပေါက်ပေါက်တာကံကြမ္မာကတော့ပေးကျင်တော့ကံကြမ္မာကျွန်တော်ထိုင်နေထိုင်ခုံကျွန်တော်ထိုင်နေဒီကျောင်းစပွဲပေါ့ဗျာကျွန်တော်ရဲ့နေရာကိုကျွန်တော်အပေါက်ပေါက်တယ်ပေါ့ကောမချွန်နဲ့ထိုးထိုးပြီးတော့ကျွန်တော်ဒီတံပေတံနဲ့ကျွန်တော်လှဲ့လဲလှဲ့လဲပြီးအထက်သားပြနေရာကိုကျွန်တော်အပေါက်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 ပြီးအပေါက်ဖြစ်ရပြောကျွန်တော်အပေါက်ကနေကျွန်တော် သူ့ကိုရှာတာပေါ့နော်ကျွန်တော်ကြိုက်တဲ့ကောင်မလေးဘယ်တော့မှတိုင်လဲပေါ့ကျွန်တော်အပေါက်ကနေရှာတော့ဖြစ်ကျင်တော့သူကကျွန်တော်ဘေးသေးသေးမှာဗျာကျွန်တော်နဲ့ဘေးချင်းကဘေးသေးသေးမှာတိုင်တာအဲ့ဒါတော့ကျွန်တော်ဟက်ကောင်နဲ့နေပါလို့ပေါက်ဖောက်တာလေတင်ရဦးလေကိုကသူ့တော့ဟမမိနေတာလေအဲ့တော့ကျွန်တော်လည်းအမရရင်ခုံသွားတော့ဗောဟာငါနဲ့ဘေးချင်းကကလေးပါလားဗောနော်ငါမှတော့ညှော်နေတဲ့ကြီးနဲ့ရှာလိုက်ရတာဗောသူ့ကိုသူကဖြစ်ကျင်တော့ နေရလေးတစ်ချက်ချပြီးတော့ဗျအထသားပြားနေရလေးဗျထသားပြားဆိုတာဘလောက်ဘလောက်ခုမှာလဲဒီလောက်ဘောဟုတ်တယ်မှာမတကဒီ orange လောက်တစ်ခုစာဘောဘီဘီတပြားစာဘောနော်အထူလေးဘောအဲ့ဒါသူကဟိုဘက်ကိုကဒီဘက်အဲ့နဲသူဘက်ကလည်းသူကအဲ့လိုအထသားပြားလို့ကလော်ရင်းကလော်ရင်းကိုကလည်းကလော်ရင်းကလော်ရင်းနဲ့တနေ့နေနေနေနဲ့ကလော်ရင်းနဲ့ပထမတော့ဖောင်တိန်တချောင်းဝင်စားအပေါက်ကလေးကနေတဖြည်းဖြည်းနဲ့အဲ့လောက်အပေါက်ကြီးဖြစ်သွား အဝါတော်တော်ကြီးဝါတယ်ဗျဆီယမရီဒီပေါ်ကြီးကဘလို့ပြောဝါတယ်ဗောအဆီယမရီလည်းဟိုကတ်ထုပြားတယ်ဗျာနေတဲ့မှာကော်တော့ပြီးကတ်တယ်မင်းမရောကျွန်တော်တော့ခွာတာပဲနောက်ပိုင်းကျဆီယမရီလည်းမပြောတော့ဘူးအဲ့လိုလုံရင်လုံရင်အဲ့လိုလုံရင်လုံရင်တယ်ဗောဗျာသူနဲ့ကိုနဲ့ကအဲ့လိုတစ်နှစ်လုံးတစ်နှစ်လုံးသူ့နာမနေနေရတာဆိုတော့အဲကိုကသူ့ကျူတာဘောဘေးနားနေကပ်ပြီးတော့မမဘာဖြစ်တယ်ညာဖြစ်တယ်အဲ ဟိုအဲ့ဒီအချိန်တော့ဟိုကျွန်တော်တို့ကအိမ်မှာကလာကားတွေပဲကြီးတဲ့အချိန်ဆိုတော့ဒီမှာကလာကားတွေကဟိုအချစ်ကားတွေလေဗျာဒိုင်လော့တွေကအဲကလာကားတွေကအချစ်ဒိုင်လော့တွေနဲ့အမှန်ကန်ကျုံးတာအမှန်ကန်အမှန်ကန်ရှိတာပေါ့ဟာဟိုဘက်ကလည်းသွားလဲပီတီးတွေဖြစ်ပြီးတက်မှာဖီးတွေတန်းကိုရတဲ့ဘာဘာသူခါလေပြော။သူကကော်မလေးကဟိန္ဒူပုံသားမျိုးပြ။ ပုံသားမျိုးဆိုတာသိရမှာကျွန်တော်တို့က Brahman လို့ပြောတယ်ဗျာ။ Hindu ကောမလေး Hindu Brahman ဗျာ။သူကအဲ့ဒီဟိုနေနေပိုင်းမစားဘူးဗျာ။ဟိုဘာလဲအတန်းငါးရယ်သူတို့မစားရဘူး။သူတို့ကလုံးဝအတီးနဲ့ vegetarian တတ်တတ်ဆိုတော့ကျွန်တော်ကอิสลามလေ။ကျွန်တော်ကအသားတွေပါတယ်အမဲသားတွေပါတယ်အမြဲတမ်းအเจ้าအမေကအเจ้าသွားပြီဆိုအမှန်ကနောက်ဆုံး ဘာမှပိုင်တော့မှကျုပ်ကိုသေးချအမေအဲ့မှာကြော်ချက်ပြီးတော့လေကြော်ပြီးမှသေးချပြန်ချပြီးတော့ထည့်ပြီးတာအော် तू ကကျွန်တော်အမြဲတမ်းသူသမီးဘူးဆို तू ကျွန်တော်အမြဲပြကျောင်းသမီးဘူးကိုသူ့ကိုပြလိုက်ပြီဆိုရင် तू မျက်နှာမျက်နှာပြက်ပြက်သွား။ဟောဆိုကျွန်တော်သမီးဘူးမှာအမြဲတမ်းလိုလိုအသားငါအမြဲပါနေကြဆို။အတော့နင်းတဲ့ဘာဖြစ်လို့ဒီဟိုဘယ်လိုပြောမလဲတတ်တတ်လို့မစားရလဲပေါ့နော်။ အဲနောက်ပိုင်းကျတော့အဲ့မှာကျွန်တော်တို့ကျောင်းမှာကောင်းလေးရှိတယ်ဗျတကယ်ချင်းကောင်းလေးတယောက်ရှိတယ်ဘိုးသားဘာသာကောင်းလေးဒီကောင်းလေးကျတော့ဘယ်လိုပြောမလဲဆိုဗျဟိုတခါတည်းအတီးရွက်ကြော်လေးပါလေးနဲ့အဲ့လိုပဲပြုတ်သမင်းကြော်လေးနဲ့ကျောင်းလာတယ်ဗျသူတို့အဲ့ဒါကျောင်းသမင်းစားခြင်းမတိုင်ခင်ကတကယ်ချင်းလိုက်ပြအောင်မင်းဒီနေ့ပါရင်လေမင်းပါရင်လေမင်းပါရင်လေအတီးရွက်ဆိုရဲကောင်းစီကနေသမင်းဘူးငားတာလေအဲ့သူသမင်းဘူးပြတယ်ဆိုသမင်းဘူးဖွင့်ပြတော်ပဲနင့်သမင်းဘူးရတယ်တနေ့သမင်းသမင်းပုံစံပေါ့နော် ဟောတယ်လို့အိမ်မကြီးကမော်မရဲများတယ်ဗောနော်အဲ့တော့တနေ့ကိုသမီးဦးအဲ့လိုဗောကိုကလည်းရှင်းဖို့ပြာသူကိုပေါ်ကြစေခြင်းတဲ့မာသူသူကျင်တာကိုဗောလည်းလိုက်လို့လိုက်လို့လိုက်လို့နောက်ဆုံးကျောင်းဆောင်မွေးလေးပဲဖြေရတော့အခြေအနေရောက်လာပြီဗျာကိုရှင်းဖို့ပြာကိုကလည်းအရန်သူ့အရန်သူ့ကိုကြိုက်နေတယ်တဲ့မာသူလည်းသိတယ်အဲ့ဒါတော့ကျွန်တော်အဖြေတောင်းရည်သားကလေးပြောတော့ဗောဗျာစာရေးပြီးတော့ပေးအမျိုးမျိုးဗောနော် ီသံဃာရေပြောပြီးဟိုရင်းလုတ်အဲ့နဲ့ကောင်းကြီးနဲ့သူကသူ့အိမ်ကတော့အမြဲထွက်လို့မရဘူးဗျာဟိုဆာမုံပွဲဖြေပြီးသွားရင်ကျောင်း၃လပိတ်တဲ့အချိန်ကြာရင်ပေါ့နော်အဖြေပေးမယ်ပေါ့အဲ့နဲ့ဆာမုံပွဲကြီးအမြန်ဖြေရပါစေတော့လို့ဆောက်ကျွန်တော်တို့ရဲ့ကျောင်းကရှစ်တန်းအကြီးဆုံးပဲ။ तू ကရှစ်တန်းဖြည့်ပြီးသွားပြီဆိုရင် तू ကကျောင်းမနေတော့။တွေ့ရင် तू ကျောင်းသားတော့မဟုတ်။ကျွန်တော်ကခုနှစ်တန်းကျောင်းသားဆိုခုနှစ်တန်းပြီးတော့ကျွန်တော်ရှစ်တန်းကိုတက်မှာ ။သူကပြောလဲဆိုတကယ်လို့တဲ့နေဆာမွေရဲ့အောင်လို့ရှစ်တန်းကိုပြောင်းလာရင်တဲ့။ငါထိုင်တဲ့နေရာလေးမှာပဲထိုင်ပေးပါတဲ့။ဘာဖြစ်တယ်ညာဖြစ်တယ်ဘောပြတော်ကီတွေဘောကော။အဲ့တော့မထိုင်ခဲ့တဲ့နေရာလေးမှာပဲမောင်းထိုင်ပေးရမယ်။ဘာညာတရကဟောပြရမှာ။ရာမျိုးလေးနဲ့တယောက်ကိုတယောက်အဲ့ဒီတမီးစားတော့ဖြစ်တယ်။သူကတော့ကိုကကျွန်တော်တို့အဲမမဘောဗျာတော့တော့မမပါဖြစ်တယ်။ညာဖြစ်တယ်ဘော။သူတော်ပဲကအဲအေးအေးမော မမောမမမောမမမောနဲ့ဘုတ်တကားဇလန်တကူရှိတယ်ကိုယူသွားတယ်မမမောသားမောအေးအေးမောသူနာမည်အဲ့တော့ဒါမအေးမောအာအေးအေးမောကိုကျွန်တော်မမမမမောပေါ့အာမမောအာဂတိပေးတယ်ပေါ့နော်မမောထိုင်ခဲ့တဲ့နေရာကိုပဲထိုင်ပဲပေါ့ဒါပေမဲ့ကျောင်းမမိမယောက်ျားခွဲသားတယ်လေဗျအဲမိမတွေကတပတ်ချမ်းထိုင်ယောက်ျားတွေတပတ်ချမ်းထိုင်ဆိုပြောတာတော့ပြောတယ်လေနောက်တစ်နေ့ကျောင်းရာသီရောက်ရင် ယောက်ျားလေးရဲ့ဘယ်ဘက်ချမ်းထိုင်မိန်းကလေးရဲ့ဘယ်ဘက်ချမ်းထိုင်မှာကိုလည်းမသိဘူးအမေကိုကတော့သိရမှာယူကြောင့်မူကြောင့်ဂတိတွေစွတ်ပေးပြီးတော့ဖီးတွေတက်ပြီးတော့အာနောက်လဲကြရကြောင်းចောင်းတော့လားပိတ်တော့ဆောင်းဝဲပြေပြီးចောင်းတော့လားပိတ်ရောပိတ်လဲပိတ်ကောသူ့စီကိုသွားတယ်နှင်းရဲသူ့အိမ်အောက်ကသွားတယ်သူ့ကိုတွေ့ကျင်လို့တရက်ကြတော့ကျွန်တော်သွားတဲ့အချိန်ကျတော့အပေါ်ကနေပြီးတော့စာကောက်ကလေးပြစ်ချစာကောက်ကလေးပြစ်ချတော့ကျွန်တော်ကောက်ကြည့်လိုက်တော့မနက်ပြန်တဲ့ညနေ5:00ကိုတဲ့ ီကျွန်တော်တို့အာကာလီပါလီဆိုတာပြဘုရားကျောင်းရှိတယ်ပြကုံစေးသန်းလားအထပ်ဘလောက်နားမှာကုံစေးသန်းမှာအလယ်နဲ့အထက်ကြားမှာပေါ့ဗျအဲ့မှာကလေဘုရားကျောင်းရှိတယ်သူအဲ့ဒီကိုဘုရားဘုရားဝိပုဖို့သွားမယ်တဲ့အဲ့ချိန်ကျရင်တဲ့အဲ့မှာလာဆောင်နေတဲ့အာအဲ့ရတယောက်သေးသွားမှာပေါ့နော်တယောက်သေးသွားမှာတဲ့လာဆောင်နေတဲ့သွား ဟိုတရားထဲသွားမှပြိုင်မဟုတ်တော့လာဆောင်နေလို့ပဲစာရွက်ထဲမှာပါကာလီဘာလီရှင်းမှာလာဆောင်နေတဲ့သုံးနိုင်ခွဲကိုဖျားသွားမယ်တဲ့အဲ့ဒါနဲ့ okay ပေါ့အဲ့ဒါကျွန်တော်လည်းကောင်းကောင်းမွန်မွန်အဲရနေပြီးတော့စတိုင်နဲ့မလိုင်းနဲ့ဝစ်စားပြီးကိုယ်မှရှိတဲ့ထဲရနေပြီးတော့အကောင်းဆုံးပေါ့ဗျာရွေးပြီးတော့ဝစ်စားပြီးတော့မရေမွေးပါတယ်အမားတွေစီကခိုးအမားတွေရေမွေးအမားတွေမသိအောင်ခိုးပြီးဆော့ဆော့ပြီးတော့လက်တာပေါ့ဘဝမှာပထမဦးဆုံး လူဖြစ်ခဲ့တဲ့ဘဝမှာလူတသန်းတခြားလို့ပထမဦးဆုံးကောင်မလေးတယောက်ကကိုယ်ချစ်မယ်မချစ်ဘူးပြန်ပြောမယ်အဖြစ်ကိုရမှာဆိုတော့စောင်းရမ်းတဲ့မှာရှင်ဘရင်လိုလိုကိုကိုကိုရှင်ဘရင်လိုလိုတခါတည်းတကဘာလို့ပဲအုပ်ဆိုးရတဲ့ကောင်လိုလိုလေလေထဲမှာပဲလမ်းချောင်းနေရတယ်လိုလိုဟဲ့လိုမြောက်ကြောက်မြောက်ကြောက်နဲ့တွားတာအိမ်ကနေပြီးတော့အာကုန်းစည်တန်းအဲဘကုန်းစည်တန်းလမ်းထိပ်ကအဲ့ဒီ original အောက်မှာပေါ်တက်ပင်း အဲ့ဒီခင်တော့အဲ့မှာတပြေပင်ကြီးရှိတယ်ဗျာတပြေပင်ကြီးအောက်မှာကျောင်းဆောက်အားရပါရသူဘယ်ကလာမယ်မကုံသေးသားလာမလားဒီသူကနေလာလမ်း30ဆိုတော့ဗျာမကိုလမ်းဘက်ကနေပဲလာမလားရွှေဘုံသားလမ်းဘက်ကနေပဲလာမလားဘောနော်ကျွန်တော်လည်းအဲ့မှာအားရပါရဆောက်အဲ့ဒီသူကလာတာဗောဗျာသူအဲ့ဒီကုံသေးသားတဲ့ကနေပြီးတော့သူထွက်လာတဲတယ်လာအဲ့ကျွန်တော်ကြည့်လဲကြည့်လဲကောသူ့ကိုမြင်တော့အခါတည်းဟိုကလမလေးတွေ ကလမကလိုင်းကြီးပေါ့ဗျာတဲ့မှာကလိုင်းကြီးဆိုကျွန်တော်အိန္ဒိယရုပ်ရှင်တွေကတော့ကလမကလိုင်းကြီးတွေမျိုးအဲ့လိုကလမအင်ဂျီလေးပေါ့အဝါရောင်လေးဝတ်ထားတယ်ဝတ်ထားပြီးတော့သူ့ရဲ့ပေါ်ပေါ်သွားအဲ့လိုမျိုးဆလွယ်တိုင်းတလိုမျိုးထုံးပြီးခြည်ထားတယ်အဲ့နဲ့သူလက်ထဲမှာလည်းပန်းစည်းတွေပဲသူကင်ပြီးတော့သူလာလာတော့ကျွန်တော်သူ့နောက်ကနေလိုက်သွားတော့လိုက်ရဲလိုက်ဝေါ်သွားအပြင်မှာစောင့်နေတဲ့အထဲဝင်လိုက်မလာနဲ့တဲ့အဲ့ဒါကျွန်တော်အဲ့အဲ့နမှာကျွန်တော် ဖရာကြီးရှင်းမှာနှုတ်စည်းရှိတယ်ဗျနှုတ်စည်းနှမကျော်ရက်ဆောက်အဲ့ဒါနဲ့သူကလည်းဖရာကြောင့်လည်းဝင်သွားပြီး15မိနစ်လောက်နေတော့သူပြန်ထွက်လာပြန်ထွက်လာပြီးကျွန်တော်အဲ့ဒီဟိုအုံဒီစိတ်ကလေးတွေပါလေကျွေးတယ်ကျွန်တော်လည်းစားစားပြီးတော့နှစ်ယောက်သားအဲ့ဒီအချိန်မှာစပြီးသူ့လက်ကိုကျွန်တော်ကင်လိုက်တယ်မမကလည်းတော့ဖျားရှိမှကျသူ့လက်ကိုကင်လိုက်တယ်။ကင်လိုက်တော့အရင်ဆိုရင်သူကျွန်တော်ကိုအဲ့လိုခါထုတ်တယ်ဗျ။ ကျောင်းမှာမုံဆဲမုံမုံစားကျောင်းနေပိုင်းမှာဆိုကျွန်တော်သူ့လက်ကိုသွားသွားကင်တယ်တခါခါကျန်ကျွန်တော်အကင်မခံကျွန်တော်အဲ့လိုခတ်ထုတ်ပြတယ်လက်ကိုအဲ့ဒီကျကျွန်တော်သူ့လက်ကိုသွားကင်လဲကျွန်တော်သူလဲကျွန်တော်လက်ကိုပြန်ကင်ထားအဲ့ဒါကျွန်တော်သူ့ဆွဲလိုက်တော့လက်ကိုဆွဲပြီးတော့ဖြေပေးအောင်လေလို့ပေးပြီးပြီလေတဲ့ဘယ်တော့မှပေးတာလဲလို့ဘာမှလည်းမချားလိုက်ဘူးလို့ဒီနေ့ပဲတဲ့နင်းကိုချစ်တဲ့အကြောင်းကိုဖះကိုသွားပြောပြီးတော့တဲ့အခုပဲပြန်လာတယ်တဲ့ နင်ငါလက်ကိုကင်တယ်မလားတဲ့အင်းလေလို့အဲ့ဒါငါကြီးကြီးပြူပြူလက်ကန်တယ်ဆိုတာတဲ့နင်ကိုချစ်လို့ဘောတဲ့ငါတုံးရဲတဲ့ဘာညာနဲ့ပြောဆိုပြီးတော့လင်မြန်းအိုးလင်မြန်းကပြောဆိုပြီးတော့အဲ့ဒီတမီးစန်းတယောက်ဗျာရှောက်လာရှောက်လာတယ်ကျမကြီးလင်မြန်းပြတ်တာတတ်တာနတ်ဆက်ခွန်လန်ထိတ်မှာအဲ့ဒီကျွန်တော်တို့ဖီယုံထိတ်လန်ထိတ်မှာဟိုဦးအန်ကျော်ကြီးအဲ့ဒီချိန်တော့မုတ်လင်မြန်းရောင်းနေဗျာ အန်ကျော်ကြီးကတည်တယ်မနာမည်ကြီးဗျာရုပ်ရှင်မင်းသားအန်ကျော်ကြီးကမုတ်လင်မြာရောက်နေအဲ့ထီယုံထိတ်ကကားကားခိတ်နားမှာအဲကျွန်တော်တို့ဗာပြောမယ်နဆခေါနလန်အဲကာလီဘာလီနဲ့ဒီဘက်ကနဆခေါနလန်ရဲ့ဂျာတော့ဒီအဲဘာစကားခိတ်နားမှာတော့ဒီအန်ကျော်ကြီးကမုတ်လင်မြာရောက်အဲ့ ူရဲ့ကျွန်တော်နေရောက်တာလမ်းလျှောက်လိုက်တယ်အဲမိုးလွင်မယားဆိုင်ရှေ့လေရောက်လျောက်ကိုကျွန်တော်ကရက်လိုက်တာကျွန်တော်ကသူ့နဲ့စကားပြောကျွန်တော်သူ့လက်ကိုဆွဲပြီးကျွန်တော်ကရက်လိုက်တာအဲ့ဒီအချိန်မှာအန်ဂျိုကြီးကဘာမေးလိုက်လဲဆိုတော့လမ်းပြီးတော့အဲ့ဒီအန်ဂျိုအဲ့ဒီအဲ့ဒီရုပ်ရှင်တရုပ်ဆောင်ကြီးလူချမ်းမင်းသားအန်ဂျိုကျွန်တော်ရေးလိုက်ရင်ပတ်ထရနေပြီးတော့ဆောင်ရွက်ခံပြောင်းရတယ်အန်ဂျိုကြီးကဘာမေးလဲဆိုတော့လေတအားလုံးလင်မယားဘယ်တော့ဘုံဝယ်မလဲတဲ့ သူကတော့အမှန်မှန်ကသူကမုတ်လင်မယားရောင်းတဲ့အတွက်ตาတို့လင်မယားဘလောက်ဘိုးဝယ်မလဲဆိုတာမုတ်လင်မယားကိုစိုးလို့တာမုတ်လင်မယားဝယ်ဖို့လာတယ်မှတ်ပြီးတော့ตาတို့လင်မယားဘလောက်ဘိုးယူမှာလဲဆိုတော့အဲ့မှာအဲ့ဒီမယေမောကဘာဖြစ်သွားလဲမသိဘူးဗျာသူလည်းအရန်ဆက်သွားတာလားဘာလားတော့မသိဘူးဘာဆိုပြီးတော့ချက်ချင်းကျွန်တော်လက်ကိုဘုတ်ကနေဆိုခါထုတ်ပြီးတော့လေ ကျွန်တော်တခါတည်းဒီအမှန်တော့ကျွန်တော်မျက်နှာကိုရိုက်တာပဲကျွန်တော်ရှောင်လိုက်တော့သူရိုက်တာမထိလိုက်မရိုင်းနာရဲဟမ်နေကားတဲ့ငါ့ဟိုလေလူရှိသူရှိမှားတဲ့လင်မယားလို့ဘာဒီလင်မယားတွေပဲပြောသားတယ်ဗောလာဆိုပြီးတော့ဘာကိုလဲကိုလဲဘာမှလည်းမသိဘူးဗျာအဲ့ဒီပလက်ဖောင်းတစ်ခုစာပဲအဖြေရတာနော်ကာလီပါလီထိတ်ကနေပြီးတော့အဲ့ဒီမုတ်လင်မယားဆိုင်အရှိဟိုကျွန်တော်သင်တာခြေလန်း နှစ်ဆယ်လောက်ပဲလမ်းရတာဗျာအဲ့ဒီနေ့ပဲအဖြေရတာသူ့လက်ကလေးကာပြီးတော့အဲ့ဒီခြေလမ်းနှစ်ဆယ်လောက်လမ်းပြီးတော့ဥဟန်ကျော်ကြီးမုတ်လင်မြားဆိုင်ရှေ့ရောက်လဲရောက်ကောဥဟန်ကျော်ကြီးကဘူးဘူမသိကိုမသိနဲ့ရုပ်တရက်ကြည့်ပြီးတော့ပြုံးပြီးတော့ဒါတော့လင်မြားဘလို့ဟိုယူมาလဲဆိုတော့ကိုကလည်းဗျာအဲ့မှာဘာပြောပြောမိုက်မိုက်မိုင်းမော် ျွန်တော်လက်ကိုလို့စောက်ခါပဲခါပြောတော့ရိုက်တာဗျအမှန်တော့ကျွန်တော်ပါရိုက်တာပါကျွန်တော်ကအရှောင်မြန်သွားတော့သူ့လက်ကလေထဲမှာလွတ်လို့ပေါ့တော်ပြီးတဲ့တောင်းစားတဲ့ကျွန်တော်ဆယ်သာတော်ပြီးတဲ့တောင်းစားတဲ့နင်ငောင်းလူရှိသူရှိမှာတဲ့ဘာနင့်မရဆိုပြောထားတယ်ဟောလာဆိုပြီးတော့တခါတဲ့အဲ့ဒီကနေပြီးတော့နောက်ကျောင်းလှည့်ပြီးတော့ထွက်ပြေးသွားတယ်ဗျအဲ့ဒီကလေးကကျွန်တော်ရဲ့ချစ်ချင်းဇလာဒီမှာပဲပြည့်စည်သွားတယ် ကျွန်တော်ရဲ့ဘာပြောရမလဲအခုပဲအခုပဲဟိုဖះเจ้าရှိမှာကာလီပါလီဖះเจ้าရှိမှာအဖြေရတယ်အဲခြေလမ်း20လောက်လမ်းနဲ့29လမ်းတရောက်တော့ကျွန်တော်သမီးစားကွယ်သွားတယ်ပြတ်သွားတယ်ကျွန်တော်လည်းမယေမမယေမတို့တော့ကပြင်ငါတော့လိုက်မလာနဲ့တော့နဲ့ဆိုပြီးတော့အော်ပြီးတော့ခါရကားလမ်းကူးပြီးကုံစေးသားလမ်းထဲကိုပြေးဝင်သွားကျွန်တော်လည်းဥတော်ဥတော်တော်ဖြစ်သွားတာ အဲ့ဒီဦးဟန်ကျော်ကြီးကဘာပြောသလားတာလိုက်သွားတယ်လိုက်သွားတယ်တဲ့မရတဲ့ဟာအချိန်ဝေးရတယ်မရနောင်သေးလည်းရတယ်ဒါလည်းကော်မလင်းစိတ်ဆိုးသွားပြီလိုက်ဝောင်းလိုက်ဝောင်းတဲ့မရနောင်သေးလည်းရတယ်ဒါလည်းဟာဘာလဲဟာလို့ဒီလူတို့အဲ့ကိုကတော့မလိုက်တော့ပါဘူးအဲ့ဒါနဲ့ကိုလက်ထဲမှာပါတာအဲ့ချင်းတော့ငွေအစိတ်လာမှုကြောင့်မမှီရငွေအစိတ်လာမှုကြောင့်ကျွန်တော်မှရှိတယ် အဲအင်းကြီးအကတည်းမှာရှိတဲ့ပတ်စံအစိတ်ကအဲ့ဒီချိန်တော့အစိတ်ဆိုလဲတော်တော်လေးနမိုးကြီးတယ်ဗျကျွန်တော်မှသူ့သူနဲ့သူ့အဖြစ်ပေးရင်ရှောက်လေရင်သုံးဖို့ဆွဲဖို့ဆိုကျွန်တော်မှမိုးဘိုးလေးစစတာငွေအစိတ်အဲ့ငွေအစိတ်တရားနေပြီးတော့ငါချက်ဖို့ကျွန်တော်မိုးလင်မရဝယ်တာကျွန်တော်မမီးရငွေအဲ့ဒီချိန်တော့ငါချက်ဖို့မိုးလင်မရတာအများကြီးရဥပမာကျွန်တော်ဘလောက်ဝေးကြည့်မှလဲသားငါချက်ဖို့ဆိုတော့မိသားစုလိုက်စားမှလာနဲ့ဟုတ်တယ်လို့ ငါကြောက်လို့ဆိုအခု20လား30လားမသိဘူးရတယ်ဗျအဲအဲ့ဒါကျွန်တော်လည်းအဲ့ဒါတွေမိုးလင်းမြားတွေဝယ်ပြီးတော့အသေးခွဲတော့သူများတွေအသေးခွဲပြီးရတယ်ရက်တွေတောက်တယ်ကျွန်တော်ကအသေးခွဲတော့မိုးလင်းမြားတွေစားမိုးလင်းမြားတွေအထုံးလိုက်ကြီးကင်ပြီးတော့စိမ့်ကြည့်ပြီးတော့ဘယ်လိုသွားမသွားဘူးဆိုဘယ်လိုဆိုဟိုးကုန်းတဲ့ကန်းသားလမ်းကိုတခါတည်းတဲ့တဲ့ရှောက်ပြီးတော့ကျွန်တော်တို့ကလည်းဒလာစိတ်ကံဒလာသွားတဲ့စိတ်ကံမှာအဲ့မှာတတ်ထိုင်ပြီးတော့ အသေးကွဲတာပေါ့ဗျာအသေးကွဲတာပေါ့နော်အဲ့မှာမကြီးပြော့ရေးဝယ်လို့ရအဲ့ဒါမကြီးပြော့ရေးဝယ်ပြီးတော့အဲ့မကြီးပြော့ရေးနဲ့ဟိုသူများတွေအသေးကွဲဘီယာတွေရက်တွေတောက်အကြီးတွေပိုင်းနဲ့အသေးကွဲတာကျွန်တော်အသေးကွဲတာမကြီးပြော့ရေးဝယ်ပြီးတော့မိုးလင်မယားနဲ့ပန်းစောသန်းစိတ်ကမ်းမှာအသေးကွဲခဲ့တဲ့ပထမဦးဆုံးချစ်သူနဲ့အသေးကွဲခဲ့တဲ့အကြောင်းပေါ့နော်ဒါအဲ့တော့အမြဲတမ်း အာညီကိုမောင်မတွေကိုဒုက္ခတွေတောကားတွေအကြောင်းပဲပြောနေတယ်ဆိုတော့ဒီကနေ့ဒုက္ခတွေကတောကားတွေအဲ့ဒီချိန်တော့အဲ့လူငယ်ပါတာဘဝပေါ့ဗျာအတဲကွဲခဲ့တယ်သိရမလေးလေရေးလေလေမျောလင့်ထားခဲ့တယ်ချစ်သူဗျာရေးလေလေအတဲတဲမှာရင်တဲ့အတဲတဲဥလိုက်တဲလိုက်ကိုချစ်မိတဲ့ချစ်သူပေါ့နော်ပထမဦးဆုံးလက်ကလေးကင်ခွင်ရတဲ့နေ့ပထမဦးဆုံးသူကချစ်တယ်လို့ကိုယ်ပြောတဲ့နေ့ပါပဲ ပထမဦးဆုံးပိုင်းရခံဟုတ်ရိုက်ခံရတာပါဒါပေမဲ့ကိုမထိလိုက်တာပေါ့နော်အဲ့ဒီပဲပြတ်ခဲ့တယ်အဲ့ဒါကဘဝတွေတည်းကအမှန်တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရမှန်ပေါ့နော်အဲ့ကြောင့်ဒီကနေ့ဒီအလေးကိုတကယ်ရင်းနေကိုတစ်ချိန်လုံးကဖြစ်ခဲ့တဲ့ဒုက္ခဒေါကတွေကယနေ့ဟာတာတဲ့ဘုတ်ပဲဒီကနေ့ကျွန်တော်တို့ခင်ဗျားတို့ဖြစ်နေတဲ့ရင်ဆိုင်နေရတဲ့ဒေါကဒုက္ခတွေဟာ နောက်တစ်ချိန်ပြန်လာရဲ့နေ့ဒီမှာဘဝရဲ့နေ့ရက်ဒီမှာဟာတာအကောင်းဆုံးကိုယ်တိုင်ရေးခဲ့တဲ့ဟာတာတဘုတ်ဖြစ်လာလိမ့်မယ်အဲ့တော့တဲရမှာစိတ်တကြစရာမရှိဘူးဝမ်းနည်းစရာမရှိဘူးအဲ့ချိန်တုန်းကသူနဲ့ကွဲခဲ့လို့ပိုးတော့ပတ်ဆက်ပပဆဆခံစားခဲ့ရတဲ့ခံစားချက်တွေကဒီကနေ့ ပြန်စစ်စားရင်အခုခမားတို့ပြောတဲ့အချိန်မှာဦးလိုက်သေးလိုက်ရည်ပြီးတော့ပြောရလောက်တဲ့အခြေအနေဖြစ်သွားခဲ့တယ်အဲ့ချိန်တုန်းကတော့ကျွန်တော်ဒီအဲအဲ့ဒီပါဇောသားစိတ်ကမ်းမှာထိုင်ပြီးတော့ကျွန်တော်မိုးလင်းမြားတွေစားရင်းနဲ့ဟာလာမကြီးပြော့ရည်တွေပြီးတော့ရင်းနဲ့အသေးကွဲပြီးငိုခဲ့ဘူးတော့ဗျာနော် တော့အဲ့ဒါတငယ်ချင်းတွေကိုကိုတငယ်ချင်းတွေကျွန်တော်ရဲ့ညီကိုမောင်နှမတွေနောက်တစ်ထိန်ကျွန်တော်ဆုံးသွားသွားခဲ့ပြီးလောကမှာမရှိတော့ဘူးဆိုရင်လည်းကျွန်တော်ရဲ့နှောင်လာနှောင်သားတွေကျွန်တော်ရဲ့ပထမဦးဆုံးအသေးကွဲဇလောင်းကိုနားထောင်ပြီးတော့သူတို့လည်းကျွန်တော်လိုရှင်နိုင်ပါစေလို့ဆုတောင်းရင်းနဲ့ဒီနေ့ကျွန်တော်ရဲ့ share တွေကိုဒီမှာပဲရက်လိုက်တယ်အားလုံးပဲ မင်္ဂလာပေါင်းသည်ပြည့်စုံပါစေတကယ်ချင်းတို့အားလုံးလိုရာစုလိုရာဆန္ဒအားလုံးပြည့်ပြည့်စုံပါစေဗျာဘိုင်ဘိုင်